ားလုံးပဲမင်္ဂလာပါရှင်မြန်ခရီတို့ကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ပထမဆုံးသတင်းတပိုးအနေနဲ့ကိုစိုးကြီးကို EDF တွေလည်းမကဲနိုင်ဖြစ်နေဆိုတဲ့သတင်းနဲ့အတူဘလော့ချိန်မော်တင်နိုင်တဲ့ငွေတွေလုံခြုံနေတာမဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်မြန်မာကတော့စီစဉ်တင်ဆက်သူကီကီပါ ထမအောင်ဆုံးတင်တဲ့ပုံအနေနဲ့ကိုဆိုကြီးကို EDF တွေလည်းမကဲနိုင်ဖြစ်နေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရဲ့ရှင်။ American က Sponsorlana EDF တွေခွင့်ပြုပေးလိုက်ပြီးနောက်ပိုင်းမှာဒေါ်လာ343မီလီယံအထိငွေအဝင်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီငွေတွေဟာဆိုလာနာရဲ့ဈေးကိုဆွဲမတင်ပေးနိုင်ခဲ့ပဲဆိုလာနာရဲ့ဈေးတွေကကြာမြဲကြာဆဲဖြစ်နေတာကိုတွေ့ရပါတယ် ပုံမှန်ဆိုရင် cryptocurrency တစ်ခုခုက ETF ဝင်ဆောင်မှုပေးခွင့်ရသွားပြီဆိုရင်ဈေးရထိုးတက်လေးရှိပါတယ်။ Bitcoin နဲ့ Ethereum တို့ရဲ့ bull market တွေဟာ ETF တွေရဲ့တွန်းအားနဲ့ရောက်လာခဲ့တာဆိုမှမပါဘူး။ဒါပေမဲ့ Solana ကြတော့မှဘာတွေဖြစ်နေတာလဲဆိုရင်တော့ Solana ETF တွေဟာ Bitcoin နဲ့ Ethereum တို့လိုမျိုး level တာမဟုတ်လို့ပါပဲ။ Solana ETF တွေဟာချက်ချင်းအကြောင်းအရလုပ်လို့ရနိုင်တဲ့ပုံစံမျိုးနဲ့သွားတာမဟုတ်ပဲ။ ETF ဝင်ဆောင်မှုပေးသူတွေကရေရှိထိန်းသိမ်းထားတဲ့ပုံစံမျိုးနဲ့သွားထားတာပါ။ဒါကြောင့်အကြောင်းအရတွေကပုံမှန်လိုလွတ်လွတ်လပ်လပ်လုပ်လို့မရနိုင်ပဲထိန်းသိမ်းခံထားရတဲ့သဘောဖြစ်နေတာပါ။ဒါအပြင် Solana စီအတက်အကျဟာ Bitcoin အပေါ်မီတည်နေရပေမဲ့ Bitcoin တော့ကတော့ဘသူအပေါ်မှာမီတည်နေစရာမလိုပဲ။တချင်တဲ့ကြာချင်းကြာပုံစံမျိုးဖြစ်ခဲ့တာပါ။ ဒါကြောင့်အခုဆိုလာနာ EDF တွေစတင်ချိန်မှာဘွတ်ကန်ဈေးကလည်းဈေးကျနေချိန်နဲ့ကြုံတာကြောင့်ဆိုလာနာဈေးဟာ EDF ကောင်းမှုအကြောင်းမပြုနိုင်ဖြစ်နေရရှာပါတယ်။အခုချိန်မှာဆိုလာနာတင်ဘက်ကလည်းတိကျထင်ရှားတဲ့ deployment မျိုးချမပြနိုင်သေးတယ်လို့ခရစ်တိုဈေးကွက်ကြီးတစ်ခုလုံးကလည်းအကြပတ်သွားနေတာကြောင့်ကိုစိုးကြီးချစ်သူတွေအနေနဲ့ဈေးပြန်တက်ဖို့ကိုစိတ်ရှိရှိနဲ့စောင့်ကြရဖို့ရှိနေပါတယ်။ ောက်တဲ့သတင်းတပေါ်အနေနဲ့ဘလော့ချိန်ပေါ်တင်လိုက်လဲငွေတွေလုံးကျုံနေတာမဟုတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဘိုင်းဘက်ကနေဒီအပိုင်းမှာဘလော့ချိန်166ခုကိုလေ့လာခဲ့ပြီးနောက် user fan တွေကိုထိန်းချုပ်လို့ရနိုင်တဲ့ဘလော့ချိန်တွေအကြောင်းကိုထုတ်ပြန်ခဲ့ပါတယ်။ဒီအကြောင်းဟာ community တွေကြားမှာအတော်လေးလူပြောများနေပြီးတော့ဘလော့ချိန်တွေရဲ့ဗဟိုချုပ်ကိုင်မှုမဲမှုနဲ့ယုံကြည်စိတ်ချရမှုကိုမေးခွန်းတွေထွက်ပေါ်စေခဲ့ပါတယ်။ဘိုင်းဘက်ကနေလေ့လာခဲ့တဲ့ဘလော့ချိန်166ခုတဲက blockchain 16ခုထဲမှာ user fan တွေကို freeze လုပ်လို့ရနိုင်တဲ့နည်းပညာတွေပါဝင်နေပြီး နောက်ထပ်စကူကူကတော့ကုတ်လေးတစ်ခုပြင်ယုံနဲ့ freeze လို့ရနိုင်စေမှာဖြစ်ကြောင်းဘိုင်ဘဲဘက်ကဆိုထားပါဗျ။ hot code freezing ဆိုတဲ့နည်းပညာကတော့ blockchain ရဲ့ source code ထဲမှာဒါရိုက်ထည့်သုံးထားတဲ့စနစ်ဖြစ်ပြီးဒီ source code အမျိုးအစားသုံးထားတဲ့ blockchain တွေထဲမှာ BNB chain, V chain, Chilis နဲ့ XDC network တို့ပါဝင်နေပါဗျ။ Confit Bay Freezing ကတော့ Local Confit Fine ကနေတဆင့် Freeze တဲ့နေပါ validator တွေဒါမှမဟုတ် code developer တွေဘက်ကနေထိန်းချုပ်လို့ရနိုင်နေမှာဖြစ်ပြီး appdos eos နဲ့ suiro လိုမျိုး layer 1 blockchain စကူမှာတွေ့ရပါတယ်ရသောအပြင်ဒီစနစ်တွေပါဝင်တဲ့ blockchain တွေဟာဟက်ခံရမှုတွေခိုးယူခံရမှုတွေကိုကာကွယ်ဖို့ asset တွေကိုပြန်ယူလို့ရနိုင်ဖို့ရည်ရွယ်ထားပေမဲ့ဘဝချုပ်ကိုင်မှုရှိနေတဲ့အကြောင်းကိုလည်းညွှန်ဆိုနေပြန်ပါတယ်။ ကောင်းတဲ့အချက်တွေကဥပမာတစ်ခုကတော့ဘိုင်ဘဲဟခံရတော့ငါစတေဘယ်ကွိုင်းအများစုကိုဘလော့ချိန်ပေါ်ကနေလမ်းပိတ်လို့ရနိုင်တာမျိုးဖြစ်ပြီးမကောင်းတဲ့အချက်ကတော့ဒီဘလော့ချိန်ပေါ်ကငွေတွေကို free ဂျင်နိုင် free လို့ရနိုင်တယ်ဆိုတာပါပဲတကယ်လို့ကိုကသာလူလိန်တွေစီကနေမတော်တဆငွေလက်ခံထားမိတယ်ငွေတွေလွှဲမိတယ်ဆိုရင်တော့ကိုယ့်ရဲ့ asset တွေ freeze ခံရနိုင်တဲ့ rate ကိုတတိထားတင်ပါတယ်။ဒါကတော့မြန် crypto ကနောက်ဆုံးရရှိထားတဲ့တဲ့တင်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။